ျွန်တော်ငငယ်တုန်းကဆီယမ်မတွေကတားရစီလိုက်ဘာလုံးလဲမေးတဲ့အခါကျွန်တော်အဖေလိုမျိုးစီးရင်ထွက်ကစားရတဲ့ညီမကိုစားပြုတ်ကစားသမားတယောက်ဖြစ်ချင်တယ်ဘာဖြစ်ကြတချက်ချင်းတီတော့ပြစ်ထဲဟောဘကဘရော်ဒီယာနောက်ဆုံးပြန်ပြီးတော့ဘတ်သွားလဲမလွတ်ပါဘူးတည့်ပါတို့ဒီ impact ကဝင်နေပြီးသားဆိုတော့အော်ဆိုတော့ဒီလောနဲ့ပဲတူတူတရာ cross h အနေနဲ့တော့ပွဲစဉ်မြေမြဆန်းပြန်လဲဆုံးတက်မယ်ဆိုရင်တော့ số bảo Ronaldo trẻ lại gì lý vào lúc bảo nó mà heavy speed thất là vì đây này về ta còn đó hoa gì vậy ta kêu nghe thế nào bên ngoài ra ta rồi chọn <coughs> độ và là đánh kèm được chụp <coughs> bài chúng ta rồi chọn độ trả tiền gì mà em biết sẽ bị thải xuống nó chỉ mà M တိုင်းကကျွန်တော်ရထားတဲ့ champion တွေ achievement တွေကတော့အကျွဲ e sport မှာပဲမတရားနေထားရတယ်ပေါ့ဗျာဒီမှာတော့ဒါကျွန်တော်တို့အမ်ညကြရင်ပွဲကြီးပဲဖြစ်ဖြစ် training ပဲဖြစ်ဖြစ်ဆော်ပြီးတော့အချိန်ကြလို့ရှိရင်ကျွန်တော်ဒီမှာပွဲကြီးတူတူကြည့်ကြရတယ်ကျွန်တော်တို့ပြန်ပြီးတော့ analysis လုပ်ကြရတယ်ပြန်ပြီးတိုင်ပြကြရပေါ့နော်ပြီးတော့ကျွန်တော်တို့ခါလေကြောက်ရှင်လဲရှင်းပါတယ်ကျွန်တော်ပလီယာပဲပေါ့နော် ဒီနေရာကတော့ကျွန်တော်တို့ပလာဒင်ရဲ့အဲတနေ့တာအချိန်ကုန်ဆုံးလာများတဲ့နေရာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ secret training ဆောကြတယ်အဲ team bonding တွေလုပ်ကြရပေါ့ဗျာဘာလို့ရှိရင်လဲအဲ့လိုမျိုးတစ်ခုတိုင်ပင်လာရှိရင်ဒီမှာပဲတိုင်ပင်ကြပါတယ်အာကျွန်တော် game ကိုစပြီးကြည့်တွေ့ဖြစ်ခဲ့တာတော့နည်းနည်းတော့စမ်းနေကြအဲကျွန်တော်အဖွာဒီသူဖအန်းနေပြန်လာပြီးတော့ကျွန်တော်တို့ဂိမ်းဆက်ဝေခဲ့ပြီးရေပေါ့နော်အဲအဲ့ဒီဂိမ်းဆက်က Eldon က GPA ပေါ့နော်အဲတော့ GBA တို့ဒီ Mario ကို Super Mario Street Fighter တို့ဖြစ်ပေါ့နော်အဲတော့ဒီအတုံးလေးနေအဲကျွန်တော်ဂိမ်းဆက်တဲ့ကိုထည့်ပြီးဆော့ရပါတော့အဲအဲ့ဒီအချိန်မှာကျွန်တော်ဂိမ်းကိုစာပြီးကြည့်ကြည့်ဖြစ်ရဲ့ဗျဒီအဲ့ဂိမ်းကြီးဆော့ရင်းနဲ့မှကျွန်တော်ကြိုက်လာပေါ့နော်အဲမှာကျွန်တော်ကိုယ်ကသူဂိမ်းဆိုင်တော့ပြီးဆော့ရတဲ့အချိန်မှာဒီ ဒိုတာခဏခဏဆော့ရောနော်ဒိုတာသူ့တငယ်ချင်းကိုပြူဆော့ရင်းနေမှာကျွန်တော်လည်းအဲအိမ်မနေရပြင်းလာတော့အဲ့လိုမျိုးကျွန်တော်ကိုယောက်ျားလေးဆိုလို့ကျွန်တော်ကျွန်တော်အကူရယ်ပေါ့နော်ညောင်ပက်ရှိလာပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်အကူနဲ့လိုက်ွားချင်လာပြသူပဲတော်တော်လိုက်ချင်တယ်ပေါ့နော်အဲ့တော့သူကင်းတယ်တော့လိုက်ချင်လာနိုင်မှာကျွန်တော်အမေကပြေးမသွားဘူးပြောလို့ဆိုတော့အဲ့လိုမျိုးအဲတော့အသိမလားအေးကိန်းဆိုင်ရနည်းလူပေါင်းလုံးရှိရပြအဲကျွန်တော်မရောက်သေးခြင်းပြအဲ့အဲ့တိုင်းွားရပေါ့ဒါမဲ့ကျွန်တော်ကမရက်သွားလို့မရရင်တော့ခိုးထွက်တယ်ပေါ့နော်အဲအဲ့လိုခိုးထွက်ပြကျွန်တော်အခုနောက်လိုက်ွားတယ် ။အဲ့မှာကျွန်တော်ကဒီကျွန်တော်ကိုယ်တိုင်ဒေါက်တာလိုက်ဆော်ရင်းနဲ့မှာမိုဘိုင်ဂိမ်းကိုစပြီးတော့ထိတိခဲ့ရပါတော့။အဲ့နောက်ပိုင်းမှာမိုဘိုင်းလေဂျန်ဆိုတဲ့ဂိမ်းပေါ်ပေါက်လာခဲ့ကြ။ဒီဖုန်းမှာပေါ့နော်ဖုန်းနဲ့လည်းဆော်လို့ရတယ်။ပြီးတော့ဒေါက်တာနဲ့လည်းအဆင်တူဆုံးဖြစ်တဲ့မိုဘိုင်းလေဂျန်ဆိုတဲ့ဂိမ်းပေါ်ပေါက်လာတယ်ပေါ့နော်။အဲ့မှာကျွန်တော်ကျွန်တော် ဒီချင်းဆုံး mobile legend ကိုစဆော့ပြီးခဲ့ပြီဗျာအဲတော့အเจ้าအတင်ရင်ရင်းနေဆော့ရဲဒါပေမဲ့ကျွန်တော် brand အဲ့လောက်တော့မမြင်ခဲ့ဘူးဗျာအဲ e-lite စီပဲရောက်ခဲ့ပါတော့အဲတော့ကျွန်တော်ကိုက border zone ဝင်နေရပါတော့နောက်ပိုင်းမှာတော့ကျွန်တော်ကို border zone ထွက်လာပြီးတော့ကျွန်တော်ကိုကျွန်တော်ကကျွန်တော်ကိုအဲ့ game mobile legend ဆိုတဲ့ game ကြားခဲ့ပါတော့အမှကျွန်တော်ကိုကအဲသူတွေ့ပြီးတော့သူက ဘောရဆောင်ဝင်ရတယ်သူလည်းခရင်အရန်ဆော့ကျင်နေပြအဲတော့သူကတူတာအရန်ယူခဲ့ player ဆိုတော့ဒီ mobile legend ကိုသူကအရန်တိုက်ရောပေါ့တိုက်ရောပြီးတော့ကျွန်တော်လည်းတူဆော့ရဲကျွန်တော် item တွေဒီ air plan တွေအကြောင်းကိုသူကအကုန်လုံးကျွန်တော်ရှင်းပြပါတော့ဒီစားရေးရှင်းပြပြီးတော့မှနှစ်ယောက်တူတူဆော့ရင်လည်းဟို brand နဲ့ brand တိုက်ရင်းနဲ့မှကျွန်တော်ဒီအဆင်ကိုရောက်လာပါတော့နော်အလိုစီကိုစတွေ့ခဲ့တာတော့ဒီအလိုစီ season 1 season 2ပေါ့နော်အဲတုန်းကဒီ စီမီပရိုပလေယာရှိရပါတော့အဲစီနိုတို့ဒီအခြားတော့အတင်းအတင်းတွေပေါ့နော်အများကြီးရှိရကြအဲစီမီပရိုအတင်းတွေကဆော့နေတဲ့အချိန်မှာမှအဲကျွန်တော်ကသူတို့ကိုကြည့်ပြီးတော့အားကြခဲ့ရပါတော့ကျွန်တော်လည်းသူတို့လိုမျိုးဒီနေ့ဆော့ကျင်နေပါတော့ဒီလိုချန်ပီယံလိုချင်နေရအမှနောက်ကြတော့အလိုစီစီစဉ်ပြီးထွက်လာခဲ့ပါတော့အလိုစီစီစဉ်ပြီးလာတဲ့အချိန်မှာဒီကျွန်တော်တင်ရင်ချင်းဖွဲ့စည်းထားတဲ့ Crow Ace ဆိုတဲ့အတင်းအတင်းရှိရ အဲ Acro Ace ရဲ့အတင်းတင်းကအစတော့ကျွန်တော်မပါဘူးပေါ့နော်အဲ AMH player ကအမှကျွန်တော်ရဲ့တင်ငင်ချင်းဆိုတော့သူကသူတို့အတင်းမှာ sub sub player လိုအပ်တယ်ပေါ့နော်အဲတော့ကျွန်တော်လာခေါ်ခဲ့ကြကျွန်တော် sub player အနေနဲ့အမှပါဝင်ဆော့ခဲ့ပေါ့နော်ပါဝင်ရှင်းတိုင်ပြီးတော့ဒီ Acro Ace ရဲ့အတင်းနဲ့ကျွန်တော်ဆော့ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Evolution Season 3မှာရလဒ်တွေတော့အရင်မကောင်းခဲ့ဘူးကြကျွန်တော်တို့ဒီအာ morning pf နဲ့ limited ကိုရှုံးခဲ့ရေပေါ့နော်ဒါပေမဲ့လည်းဒီ morning pf နဲ့ပွဲမှာ အဲကျွန်တော်အရင် player ဖြစ်တဲ့ကြောင့်ကျွန်တော်ကပြောတပွဲပေးဆော့ရကြအဲ့ဒီတပွဲဆော့ရပိုင်းမှာပဲကျွန်တော်ကဒီမျိုး enemy pack လူတွေကိုရှိန်နဲ့ရှိန်မနေပဲနဲ့ကျွန်တော်မှာအဲတော့ရှိရဲ့စိတ်ဆိုလို့ကျွန်တော်ဒီကျွန်တော် gain ဆော့မယ်ဆိုတဲ့စိတ်တက်ပဲရှိရတာကျွန်တော် set player ဆိုတော့ကျွန်တော်အနည်းဆုံးတော့ gain ကိုဆော့ကြည့်ကြအဲကျွန်တော် win ဆော့ရပွဲကျွန်တော်အကောင်းဆုံး performance ဆော့ဆော့မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော် win ဆော့ခဲ့တယ်အဲတော့ကပဲကျွန်တော်ရဲ့ဒီ allor နဲ့ fight man final set ကြီးကဟိုရိုက်ရိုက်နိုင်ခဲ့ရပေါ့နော်ဟုတ်ပြီဆိုရင်တော့မဆိုးပါဘူးကျွန်တော်တို့ Oh! ါတန်လိုက်ကြီး၄កောင်လုံးပါသွားနောက်မှ heavy spin ထပ်ပတ်ပေးတိုင်းနဲ့ပဲအဲ့လိုစီအဲ့နောက်ပိုင်းပေါ့နော်အဲ့နောက်ပိုင်းမှာတော့ဒီအဲ့လိုစီ season 4ကထပ်လာခဲ့ပြန်ဟောဗျအဲ့လိုစီ season 4မှာအဲကျွန်တော်ရေဘိုးရေကဆက်ပြီးဝင်ပြိုင်ဖြစ်ခဲ့ကြအဲ channel player ရေကကောင်လေးရဲ့ player နဲ့ကျွန်တော်တို့ခဏတာ line ဖက်ခဲ့ပြီးတော့ကျွန်တော်ရေဘိုးရေရေပြီးတော့ဒီကျွန်တော်တို့ Mr. Gan ရေ Boss Gan ရေဒီအခု 1G ရောက်ရှိနေတဲ့ဟန်ပေါ့နော်ဂျန်လာဟန်ဆိုပြီးတော့9ယောက်စုဖြစ်ခဲ့ကြ အဲတော့အကုန်လုံးကလည်းဒီလူငယ်လက်သက်တွေပဲဖြစ်တာကြောင့်မို့ကျွန်တော်တို့အားလုံးအဖြစ်ဆိုပြောပြောပပနဲ့ဒီဂိမ်းုံပဲဖြစ်ချာ training ဆင်းပြီးဆောက်ခဲ့ကြတာပါဒါပေမဲ့လည်းကျွန်တော်အဲ့လိုစီစီတဲ့ကိုမှတံကောင်းစားနေတယ်ကျွန်တော်တို့ရှုံးပွဲနေပဲထပ်ပြီးကြုံရရကြဒီအဲကျွန်တော်တို့အလုပ်စီစီစီဖို့အပြီးမှာတော့ဒီပိုရဲကိုလေဒီစီနိုကနေပြီးတော့ခေါ်ထားခဲ့ပေါ့နော်အဲအချိန်မှာကျွန်တော်တို့လည်းအဗတာနေပြီးတော့ဒီ actual e-sport ကိုလာခေါ်ခဲ့ရဖြစ်ပါတယ် တီဘရော့နဲ့ဆက်စပ်တွေ့ချင်တော့ကတော့ကျွန်တော်ဒီကောက်ကိုအနေအေးမယ်လို့ထင်တာအဲဒါပေမဲ့ကျွန်တော်တို့ပေါင်းလာတာကြာတော့ကြာဒီကောက်ကတော်တော်စကားများနေထဲမှာပါတယ်ပေါ့နော်ကန့်ကလေးတွေဆိုလဲကျွန်တော်နဲ့သူနဲ့အကြီးဆုံးဖြစ်နေတဲ့အတွက်သူတို့အကုန်လုံး like စုဝေးရပေါ့နော်အဲအဲ့ဒါလဲသူတို့အတွက်ကောင်းစီဖို့ပဲပေါ့နော်အဲပြီးရကျော်တို့တီဘရောရအင်ဂိမ်းပိုင်းမှာဆိုရင်တော်တော် individual ကောင်းနေထဲမှာပါတယ်ဗျအဲဒါကြောင့်မလို့ကျောင်းနဲ့လည်းတော်တော်အဆင်ပြေတယ်အဲဒါကြောင့်မလို့ဒီတိုင်းပဲရှေ့ဆက်သွားနိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် တီဘရော့နဲ့ပတ်သက်တဲ့အမှတ်တရကြတော့ဟိုကျွန်တော်ပြိုင်ပွဲတစ်ပွဲမှာဗျာကျွန်တော်ချန်ပီယံဖြစ်ခဲ့တယ်အဲ့ပြိုင်ပွဲမှာဒါပေမဲ့ကျွန်တော်သူ့ကိုအဲ့ပြိုင်ပွဲမှာအဲ Grand Final ပွဲမှာပေါ့နော်ကျွန်တော်သူ့ကိုမိုတီပေးခိုင်းတာသူကမိုတီဘလို့ပေးလဲဆိုတော့တားကြီးတယ်ငါတို့ကဘလူးလော်ပဲငါတို့လှုပ်ချေရလှုပ်လိုက်ပဲအဓိကနိုင်ရွားဖို့ပဲဆိုပြီးအဲ့အဲ့မျက်နှာကြီးကိုသူပြောတဲ့မျက်နှာကြီးကိုကျွန်တော်အခုထိမြင်နေတော့ပဲဗျာတိလား အမ်တီပရောပလာတင်အတင်းဘယ်လိုခေါ်ခဲ့လဲဆိုတော့ကျွန်တော်အနေနဲ့ပြန်ပွဲတစ်ပွဲမှာကျွန်တော်ဟိုတခြားပလေယာတွေထွက်သွားခဲ့ပေါ့နော်ကျွန်တော်ရဲ့အဗာတာရဲ့ဂျန်တဲ့အချိန်မှာကျွန်တော်လူလိုက်စုဝင်နေနောက်ဆုံးကျွန်တော် ESP ပလေယာနေရာမှာတီပရောကိုကောင်းတယ်ဆိုပြီးတော့ Cherry Cutie ရနေပြီးတော့ recommend ပေးတာပေါ့နော်အဲ့ဒါကျွန်တော်သူနဲ့ဆန်းစော့ကြည့်ရင်အဲအဆင်ပြေတယ်ဆိုပြီးတော့ကျွန်တော်ခေါ်ဖြစ်ခဲ့တာပေါ့နော် တော့တော့ကန့်ဝင်မှုတဲ့အရာတာဆိုကျွန်တော်အရင်တော့ကန့်နေကျွန်တော်အတင်းလိုက်မနေဘူးဗျာကျွန်တော်9ယောက်6ယောက်ပေါ့เนาะအဲအခုသူရောက်ရောက်လာချင်းညတော့ပျော်တာပေါ့တက်ကြွရတဲ့ချက်ဖဖြစ်တာပေါ့อืมကျွန်တော်လမ်ပွဲဆွားတဲ့အချိန်မှာတီဘရော့တီဘရော့တွေမဟုတ်ကျွန်တော်အတင်းသားအားလုံးကအရန်တက်ကြွရတာလမ်ပွဲဆော့ရဲဆိုတီဘရော့ဆိုထိတ်ဆုံးရပဲဒီကောင်ဆိုလုံးဝအားကျုံးမှန်တယ်ဓာမျိုးကြီးကိုကင်ကင်ပြီးတော့ဆော့တာအဲ့လိုမျိုးပေါ့ဒီဘက်စကားရင်းပြောရဲ့ ကျွန်တော်ကိုလင်းနိုင်အတွက်အဲ့လိုစကားအများကြီးပြောရပလင်ရဆိုတာအရင်ကံကောင်းပါတယ်ဒီဘရိုရမ်မတွေ့တော့ IBS ဆိုင်တဲ့တန်တန်လေးကျွန်တော်ဟိုဒီခေါ်တော့ပြောလိုက်ရအဲဒီခေါ်တကယ်ခေါ်ကြတော့အဲ့လိုကနေပြီးတော့အကျွေး explore နဲ့ planning ဖြစ်လာတော့အမေကတော့ကျွန်တော်ကိုဒီကျွန်တော်အကင်းကိုဒီ professional ပေါ့နော်ဒီအချက်ချဒီတိုင်မိတ်ပိုင်းဝင်ပြရင်နောက်ပိုင်းမှာတော့ကျွန်တော်အမေကတော့လက်ခံပြီးပေးခဲ့ပြီးမြေကျွန်တော်ဖေကတော့အဲ့လိုမဟုတ်ခဲ့ဘူးဗျ။ ူ့ကိုဆက်ပြီးတော့သူလျှောက်တဲ့လမ်းပေါ်မှာဆက်ပြီးတော့အောင်မြင်တာကိုပဲမြင်ချင်ပေါ့နော်ဆက်ပြီးတော့ဟိုစူးစမ်းဖို့အတွက်ကိုလည်းဟိုနောက်ကနေ support ကအမြဲတမ်းပေးပေးနေမှာပါပေါ့နော်အာအခုလည်းဟိုဒီ game ရဟိုနားလေတာတော့မဟုတ်ဥမာတကူးကူးဆိုရင်ပြိုင်ပွဲရှိတယ်ဟေးဆိုဘာရဲမဟုတ်ကိုသားလေးပြိုင်တယ်ဆိုတော့ဟိုဟာစိတ်ဟိုတခုတည်းနဲ့ဒီဖုန်းကြီးကိုဖွင့်ပြီးတော့တရားအလောက်ကတစ်ဖက်ပေါ့နော် ီဖုန်းကြီးကိုဖွင့်ပြီးကြည့်ထားရတာဘာမှမကြည့်တတ်ဘူးအပေါ်ကအကောင်လေးတွေဟိုငါးကောင်တက်လိုက်ပြီးသိရမလားအပေါ်ကဟီးရိုးခေးလားဘာလဲမသိအဲ့အလေးကိုပဲထိုင်ကြည့်ပြီးတော့ဟာလေးဟောအဲအဲ့လိုနားမလဲဘူးတွေတော့ဟိုဘာလဲဆော်လဲဆော့ချင်တယ်ဒါပေမဲ့ကလေးတွေကပြောတာမမီမဆော့နဲ့ဟာမမီရမှာမဟုတ်ဘူးဟိုဟာဒီဟာပေါ့နော်ဟိုအုံနောက်တောင်းရတာပိုင်းဒါပေမဲ့ကိုသားလေးဆော့နေတယ်ဆိုတော့အတိနဲ့ပဲအဲဖုန်းကိုဖွင့်နေအလုံးလုံးကြီးနဲ့လည်းဖုန်းကိုဖွင့်ပြီးတော့ကြည့်နေတာအဲ့လိုမျိုးသူ့ရဲ့ပြိုင်ပွဲတိုင်းတစ်ခုမှမလွတ်ဘူး တောက်လျှောက်ကြည့်နေတယ်အခုချိန်ထိလည်းကြည့်တုံပဲအဲသူဆက်ပြီးတော့အဲရှောင်းမဲ့လမ်းမှာဘလို့ပဲဖြစ်နေပါစေသူ့ကိုဟို support ပေးဖို့ကအဆင်သင့်မယ်ပေါ့နော်သူအောင်မြင်တာကိုလည်းမြင်ချင်တယ်အခုရောက်နေတဲ့နေရာကနေသူရက်နေမှာလည်းမဟုတ်ဘူးဆက်ပြီးစ조사နိုင်မယ်လို့လည်းအန်ဒီကယုံကြည်ပြီးသားပေါ့နော်အဲကျွန်တော်ပြရအရင်ကလည်းသူကိုယ်တိုင်ကဒီမျိုး အဲအားစားပလီယာတယောက်ဖြစ်ခဲ့ရကြောင်းကျွန်တော်ဒီနေပြည်မှာတိတ်ပြီးတော့မတော်စီမတော်စီချင်းဘူးပေါ့နော်ကျွန်တော်စာပဲလုပ်စီချင်းခဲ့ရဗျအဲဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ကျွန်တော်တဖြည်းဖြည်းကျူးစိုင်းကျူးစိုင်းနေမှာအဲဖေရောမေရောကျွန်တော်တိတ်မပြရပြီးတော့ခိန်ဆော့တာကိုလက်ခံပေးခဲ့ရအောင်ဖြစ်သွားတယ်အမ်ဒီကျွန်တော်ဖေကတန်းတန်းဖေကစားသမားဖြစ်ခဲ့ရဗျအမ်သူကစီးကင်းကြီးတွေသွားပြီးတော့ရှင်ပြန်ခဲ့ဘူးလေကြံပွဲအများကြီးလက်ရှင်ပြန်ခဲ့ဘူးပဲပေါ့နော်အမ် အဲကျွန်တော်လည်းတနေ့မှာအလိုမျိုးသူ့လိုမျိုးဆိုရင်စီကိန်းတောက်ပြန်ချင်းကြီးတောက်ပြန်ချင်းနေပေါ့နော်အဲကြောင့်မို့ကျွန်တော်ကုလိုမျိုးစူးစမ်းနေရပေါ့နော်ကျွန်တော်ပို့ပို့ပြီးတော့လည်းစူးစမ်းနေပါတယ်ကြောက်ရကြပါမယ်အဖေရော international တော့ပြင်တဲ့ခါမှာ မတ်တေဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်ချင်းသွားလဲအဲပြန်တော့ပြန်ပွဲတွေမှာတော့ဟွာရှိတယ်ဟိုစကန်သေးလေးကြည့်ရင်ကာလာရှိမယ်နောက်ပြန်ပွဲအကျိုးကာလာရှိမယ်နောက်ပြီးရင်ပြန်ပွဲဝင်ကာလာရှိမယ်ပြန်ပွဲပြီးဆုံးတဲ့ကာလာရှိတယ်အဲ့ကာလာတွေအားလုံးဟိုနံပါတ်၁ကကိုကျမိုက်ကိုပြူဆိုင်နိုင်ရမယ်နော်နောက်ပြီးရင်နံပါတ်၂က C ကန် C ကန်က ိုဟို team ကချတာဖြစ်ဖြစ်အဖွဲ့ချုပ်ကချမှတ်ထားတာဖြစ်ဖြစ်စီကံဒီအကုန်လုံးလိုက်နာနိုင်ရမယ်။နောက်ပြီးလို့ရှင်နံပါတ်3ကတော့စိတ်သက်စိတ်သက်ကဘယ်လိုစိတ်သက်လဲဆိုတော့အောင်းနိုင်ခြင်းနဲ့စိတ်သက်အဲအဲ့လိုစိတ်သက်မျိုးထားရမယ်နော်။နောက်အဲပြီးပါပြင်မှုတွေသွားတဲ့အခါကျတော့ဟိုကို့အတွက်ကို့အသင်းအတွက်ကို့ federation အတွက်ဆိုတာထက်အဲဟိုကို့နိုင်ငံအတွက်ဆိုတော့အဲ့လိုစိတ်မျိုးနဲ့သွားရမယ်။အဲလိုဆိုရေလို့ ဟိုဘီပတ်ပြန်ရေးသွားမှာဆိုရင်နိုင်ငံတော်နေမှာဒါတို့နိုင်ငံကိုစားပြုအားစားမှနေဆင်လို့တာအဲအဲ့တော့နိုင်ငံကိုစားပြုအားစားမှတရားရဲ့စိတ်ဓာတ်ကိုထားရှောင်းနေနေရင်ဆိုင်တဲ့အခါမှာအဖေဘယ်လိုမျိုးအဲရှင်ဆိုင်ရလဲပေါ့တောက်ပြောပြပါပြန်ပွဲဆိုတာကပြည်တွင်းမှာပဲပြန်ပြန်ပြည်ပမှာပဲပြန်ပြန်ပေါ့နော်ဒါအာဂဇာစီတက်ကိုအပြည့်ထားရမယ်။နောက်ပြန်ပွဲဆိုတာမျိုးကအရှုံးရှိတယ်အနိုင်လည်းရှိတယ် အချိုပွဲတွေမှာတော့တည်ရဆိုလည်းရှိတာပေါ့နော်ကိုကနိုင်တဲ့ခါကြလို့ပြိုင်ပွဲတွေမှာနိုင်တဲ့ခါကြလို့ရှိရင်လည်းကိုကဟိုကိုနိုင်ငံအတွက်အဲကို Federation အတွက်ကိုအသင်းအတွက်ကိုကိုကိုအတွက်ကွန်ပျူတာစုထားပါတော့ကိုခွင့်ပြုနိုင်ရမယ်ဒါပေမဲ့တကယ်လို့ရှုံးခဲ့ရင်လည်းအဲအာဂရသမားဆိုတာဟိုဟိုရှုံးခဲ့ရင်လည်းအဲရှုံးနေရနေမှာသင်ခန်းစာတွေယူသင်ခန်းစာယူပြီးတော့ကျင့်နေနိုင်ရမယ်နော်အော်ဒါမှကိုက အားကစားစိတ်ဓာတ်အပြည့်ရှိတဲ့အားကစားသမားအကောင့်တစ်ယောက်ဖြစ်မှာဟုတ်အဲဦးကတာသမီ၃ယောက်ရှိတယ်ပေါ့နော်ဒီဘလော့ကကြတော့အလက်သူကငယ်တုန်းကကြတော့အလိုရေစရာပြောစရာလေးတွေသူလုံတတ်တယ်နောက်ဂိမ်းဆော့တယ်ဘောလုံးကန်တယ်နောက်ဆိုးတယ်ကတယ်ပေါ့နော်အဲ့ဒါကြီးလည်းသူဝါသနာပါတယ်အခုနည်းနည်းကြည်လာတော့ကြာတော့သူဒီဂိမ်းဘက်ကိုပို့ပြီးတော့အာတန်လာပေါ့နော်သူဆော့တယ်အဲနောက်ဒီအခု ဟိုစခန်းသွင်းလေ့ကျင့်လာတယ်။နောက်ပြိုင်ပွဲတွေသွားဟိုသူဝင်ပြိုင်လာတယ်လှုပ်လာပြီးတော့မှညာသူဟိုအရင်တော့လည်းမတူဘောနော်ဒီ team work အဲတို့နောက်သူကသူကဲလောက်အောင်မှာပို့ပြီးတော့ဟိုတိလာတယ်ဗောနော်။ပူရင်းကျက်လာတယ်လို့ခေါ်မှာဗော။အဲဥရောခေတ္တမှာတော့ဒီ game ဆိုတာအားကစားနေနေဟိုမတိမတိမရှိသေးဘူးပေါ့နော်အခုကျတော့ e sport ။ဘာညာနဲ့ဒီပြပပြန်ပွဲတွေအရှင်းတော့အာရှစီကိန်းပြန်ပွဲတွေတောင်ပြန်လာဆိုတော့ဦးအနေနဲ့ဆိုရင်ဦးကအားကစားသမားဟောင်းတယောက်လည်းဖြစ်တယ်။ဆိုတော့ဒီ e-sport နေနဲ့ကိုယ့်ရဲ့တာနိုင်ငံလေးစဉ်နေနဲ့ပေါ့နော်။ e-sport နဲ့သွားပြီးတော့ရှင်ပြန်ရမယ်ဆိုရင်တော့ဦးကတော့ဝမ်းသာမိမှာပေါ့နော်။နောက်ပြီးတော့ဦးကလေရွေးစဉ်အားစားသမားတယောက်နေနဲ့အဖေတယောက်နေနဲ့ဆိုရင်အဲသူ့အတွက်လိုအပ်တာတော့အကုန်ပံ့ပိုးပေးတော့ဖို့စီစဉ်ရှိပါတယ်။ ဒါကတော့အလိုစီယန်နေမှာတစင်းစူးစမ်းခဲ့တဲ့အမ် Proplayer ဆက်ချောင်းနဲ့ကျွန်တော်ဘွားတခုမှထူရဖြစ်ပါတယ်။ Proplayer တည်းကသူအများကြီးတော့ကျန်နေသေးတယ် Furious Die 2 Man လေးပေါ်တင်ပေးတာတော်တော်လေးလာဝိုင်းတော့ Thomas Soft Play ပဲ feature နိုင်မယ် Deep Bro အနေနဲ့ကတော့တည်သွားပါမမိတာပါဗျာ။အဲတော့ဆိုလို့ရှိရင်ကျွန်တော်တို့တင်းဆာမကဒီ network တွေတာခဲ့တယ်တက်တက်ပတိတွေတာခဲ့ဆိုရင်လည်းအဲကျွန်တော်တို့အဲတော့ enemy ဘက်ကဂျူဘက် channel လာဖြစ်တဲ့အနေနဲ့အတူပဲကျွန်တော်တို့ဘက်က link channel နဲ့အတာမ family နဲ့ တတ်တယ်ပတယ်ကိုသွားပြီးတော့ full site ကိုဖြစ်သွားရပါတော့။အဲ့ဒီပတယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်ပဲပတယ်ရင်စောက်ဖွင့်ရရပြကျွန်တော်ရှူဆောင်နဲ့ဘာစီယာနဲ့ mesh ကို Spotify တူမန်ခဲ့ခဲ့ဆိုပေမဲ့လည်းအဲ့နှစ်ကောင်မပြတ်သွားရပါတော့။အဲအဲ့မှာကျွန်တော်ပတယ်နေခဲ့ရတာအဲအဲ့လိုအဲ့လိုမျိုးအမားတွေကနေပြီးတော့ကျွန်တော်အမားတွေကနေပြီးတော့တဖြည်းဖြည်းတင်းတင်းနေနေမှဒီနေ့အထိလည်းအဲ့အမားတွေကနေပြီးတော့ကျွန်တော်တင်းနေတဲ့အကောင်းဆုံး player ဖြစ်အောင်တော့ကြိုးစားနေပါအဲအကြောင်းမလို့ဒီ LOC ကိုပြုလုပ်ပြီးခဲ့တဲ့အတောင်လေးကျေးဇူးများတင်ပါတယ် ခုဆိုရင်တော့ LOC Season 5ကပြန်စတော့မှာဖြစ်ပြီးတော့ Total Price Group က350အထိပဲဖြစ်ပါတယ်။စိတ်ဝင်စားမယ်ဆိုရင်တော့ Attend Let's Play Arena Facebook Page မှာ Register လုပ်လို့ရတဲ့ Post ကိုတင်ပေးထားရပါတော့။အဲဒီ Facebook Page မှာလည်းသွားရောက်ပြီးတော့မင်းမြန်စီးရင်သွင်းလို့ရပါတယ်။ကြည့်ရှုနေရဲ့ဝါသနာတို့တင်ငင်ချင်းတွေကလည်းကျွန်တော်တို့မျိုးအိမ်မက်နောက်လိုက်ပြီးတော့အတင်းကြီးတွေကတတိထမိစီနိုင်မဲ့လမ်းကြောင်းပေါ်ရောက်ဖို့အတွက်အတိုင်မှပြုလုပ်ပြီးတဲ့ Leisure Champion ရဲ့ Season 5ပိုင်းမှာ Point ရှင်ပြန်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ဂိမ်းမာရဲ့အတွက်ပျော်စရာအကောင်းဆုံးနေရာ Let's Play Arena